ဲတရုတ်ဆောင်ဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြုတ်လာပါပြီသတင်းဌာနတွေကတက်လာပြီဘလို့မှမဖြစ်တဲ့အရာပြသူတို့တွေမရှက်ဘူးလားလို့ပဲမေးချင်တယ်ဒီကောင်တွေကိုထောက်ခံနေတဲ့လူတွေအနေနဲ့ဒါကြီးကိုငါတို့ဘက်မတူတဲ့လူတယောက်ကိုဖမ်းလိုက်လို့ဟေးပျော်စရာလို့ထင်းနေတယ်ဆိုရင်တော့ဒါဟာအင်မတန်ပိမ့်ပိမ့်တဲ့အသွေးခေါ်အတီးတရားမဲ့တဲ့အသွေးပဲဖြစ်လိမ့်မယ်နော်ဘလောက်ပဲကိုထောက်ကိုနဲ့ဆန့်ကျင်မဲ့အဖွဲကလူတယောက်ဖြစ်နေပါစေဒီလိုဥပဒေမဲ့လှုပ်တဲ့လှုပ်ရက်တည်း ထောက်ခံနေတဲ့ဒူတွေကိုပါစော်ကားတယ်ဆိုတာကိုသူတို့တွေတိဖို့လိုတယ်။နော်အခုအတွေ့အကြုံရွေးကောက်ပွဲကိုသူတို့ကအတွေ့အကြုံရွေးကောက်ပွဲကိုမပူးပေါင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖွေးဖွေးကိုဖမ်းတာတဲ့။လက်ရှိလူတရာကျော်သွားပြီ။နော်နောက်ဆုံး Facebook မှာအသေးလေးပေးတာလို့ဟာဟာလေးပေးတာဒီ Facebook မှာပေးတဲ့ဟာတော့မှလိုက်ဖမ်းတယ်ဆိုရင်တလောက်တော့ကြောက်နေလားလို့ပဲမေးချင်တယ်။နော်အဲ့တော့ရှင်းပါလေဘာဖြစ်လို့ကြောက်တာလဲ။လက်ရှိမင်းအောင်နိုင်ဟာကျွန်တော်မြဲပြောသလိုပဲ ဥပဒေမဲ့အာနာသိမ်းထားတဲ့ရန်စွဲကောင်ပါအဲ့တော့သူတို့ဒီလုံးဝဘောင်မဝင်ဘူးဘောင်မဝင်တဲ့အချိန်မှာတရုတ်နဲ့ရုရှားကိုခေါက်ခေါက်ခါတွားပြီးနောက်ဆုံးတရုတ်ကလှုပ်တဲ့ပွဲကိုမင်းအောင်လိုင်ကိုဖိတ်လိုက်တယ်ဒါပေမဲ့နိုင်ငံခေါင်းဆောင်အနေနဲ့ဖိတ်တာမဟုတ်ပဲနဲ့စစ်တပ်ခေါင်းဆောင်အနေနဲ့လှမ်းဖိတ်တာဖိတ်လိုက်တော့မင်းတရုတ်ကသူ့ပွဲထုတ်ပေးလိုက်တာကိုရှင်းရှင်းပြောရရင်အဲ့တော့တရုတ်ကပွဲထုတ်ပေးထားတဲ့အတွက်ဒီတရုတ်ရဲ့လက်ဝေခံလို့ဆွဆွဲထားတဲ့အာဆီယံကလည်းသူ့ကိုကျိန်းနေဒါလို့လုံမယ်လို့မထင်ဘဲနဲ့အာဆီယံအစည်းအဝေးကိုကျိန်းနေတက်မယ်လို့ ထင်မှတ်ထားတာအဲ့ဒီအချိန်မှာအာဆီယံအစည်းအဝေးလုံးဝတက်ဖွင့်မရဘူးလို့ဆိုရှက်ရမ်းရမ်းပြီးအဲ့ဒီမှာတားဆိုင်လာပြီးပေါက်ကွဲတာပေါက်ကွဲပြီးတော့ဘာတွေရှောက်လို့လဲပြည်သူကိုမဲတာနော်ဘလို့မှမဖြစ်တဲ့ကိစ္စကြီးအဲ့တော့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပါမယ်လို့ပြောတဲ့ပါဇက်ပေါက်တွေကိုပါဇက်ပေါက်လောက်ကိုတန်ဖိုးရှိရလားလို့ပြန်မေးခြင်းပါတီစုံဒီမိုလွတ်လပ်တဲ့တရားမျှတတဲ့ရွေးကောက်ပွဲကိုတွားမှာ မင်းတို့ကနိုင်ငံရေးထွက်ပေါက်ပြီးရွေးကောက်ပွဲတွောတာဟောမင်းတို့ကမတွားချင်ဘူးဆိုတော့မင်းတို့ကဘာလဲလို့မေးနေတဲ့သူတွေဒီလိုအပဲလေးပေးတာတော့ဟာလေးပေးတာတော့ကွန်မန်းလေးရေးတာတော့ဖန်းစည်းထောင်ချတာပြည်သူတရားရော်သွားပြီအခုတရုတ်ဆောင်ဖွေးဖွေးဆိုတော့ဒါနိုင်ငံကျော်တရုတ်ဆောင်တရားတူအတူကြိုက်ချင်အားပေးမယ်ချင်းချင်းလေးတူလည်းပြည်သူတွေကပြည်သူတယောက်ပဲတူမအားပေးလဲဟာဟုတ်ဒီတို့ရဲ့ရွေးကောက်ပွဲအားမပေးရကောင်းများဖမ်းတယ်ဆိုတော့ ဘယ်ဒလောက်တော့လူမဆန်တဲ့လုပ်ရက်တွေလုပ်နေတဲ့ကောင်တွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခိုင်းဖို့ဆိုအောင်ဘယ်ဘယ်နိုင်ငံပြည်သူကအဲ့လိုအုပ်ချုပ်ခိုင်းမလဲလိုက်စာကြည့်ပါเนาะအိနီနာချင်းထိုင်းနိုင်ငံစပြီးတော့เนาะဒလောက်လူအဲကိုဟိုနေမြောက်ကိုရီးယားကိုလာပြောမယ်မြောက်ကိုရီးယားကမြောက်ကိုရီးယားခေါင်းဆောင်တွေဟာတီးသူကိုကမ္ဘာနဲ့အဆက်ဖြတ်ထားပေမဲ့သူတို့စစ်တပ်ကိုတကိုးထွားပြီးတော့တန်ဖိုးရှိတဲ့စစ်တပ်ဖြစ်အောင်တိဆောက်ထားတယ်မြမစစ်တပ်ချင်းချားလွယ်ပြီးတော့ပြည်တွင်းထဲက တူးမီးတဲ့ခြတောင်အခုဘယ်ဘွားရောက်နေပြီအဲ့တော့အရင်ကရွှေသီးစောင်းခဲ့တဲ့အရာတွေပြန်မအောင်မိပါနဲ့မင်းတို့တွေစစ်တပ်ကိုတကယ်ချစ်တယ်ဆိုရင်တတ်မတော်ကိုတတ်မတော်ချစ်စိတ်နဲ့ချစ်ကြပြီးတော့နော်ဥပမာဖိုးဘေးတည်င်းအဲဖိုးဘေးကိစ္စဝင်တက်လာပါပြီတည်င်းတက်လာပါပြီစစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်ရှည်ရေးအတွက်မပူးပေါင်းလို့ဆိုပြီးတယောက်ဆောင်ဖွေးဖွေးကိုစေအောင်စုကဖမ်းဆီးသွားတယ်လို့လူပညာတိုင်းဝိုင်းကနေတိရပါတယ်ပြည်ဦးလွင်မှာဇက်ကားရိုက်နေတဲ့ဖွေးဖွေးကိုစစ်ကောင်စီဘက်ကလာရောက်ဖမ်းဆီးသွားတာလို့လူပညာလောကသားအချို့က ပြီးပဲစမင်းကိုအတီးပြုတ်ပါလေဖွဲ့ဖွဲ့ဖန်းခံရတာတော့တေးကြတဲ့အလင်းရောင်ကိုတော့အတီးမပြုတ်နိုင်သေးဘူးတော့အမှုပညာလောကဓာတ်တစ်ခုကပြောပါလေစစ်ကောင်စီအားပေးတဲ့တတိကံ channel တွေမှာလည်းရွေးကောက်ပွဲလှုပ်ဆော်ရေးအတွက်ခေါ်နေတာမလာတဲ့ academy များရှင်မင်းသမီးလေးပြည်ဦးလွင်မှာအခေါ်ခံလိုက်ရပါပြီလို့ရေးသားပြီး November 6ရက်မှာဝါရဖြန့်ချီနေတာတွေ့ရပါလေဒါပြင်စစ်တပ် Telegram channel တွေမှာတော့စစ်ကောင်စီဘက်ကခေါ်ယူစစ်ဆေးပြီး campaign မှာပါဝင် campaign မှာပူးပေါင်းပါဝင်ပေးဖို့စီရင်နေတာလို့ဆိုပါတယ် ်စေယောစုကအမှုပညာရှင်တွေကိုရွေးကောက်ပွဲဝါရဖြန့်ကမ်ပိန်းမှာနိုဝင်ဘာ9ရက်နောက်ဆုံးထားပါဝင်ဖို့ညွှန်ကြားထားပြီးလူပညာတဲ့အမှုပညာရှင်တွေတဲကအလင်းရောင်နဲ့ပွဲဝဲကနိုဝင်ဘာ9ရက်ညနေအထိဆက်သွယ်မရဘူးလို့စစ်တပ်မာဂန်ထောက်ခံတဲ့ကြော်မျိုးမင်းကလည်းပြောပါတယ်ကမ်ပိန်းမှာမပါဝင်တဲ့အမှုပညာရှင်တွေကိုအာဏာသိမ်းကာလစတင်ချိန်ကပါဝင်ခဲ့တဲ့အကြောင်းပြချက်အပါအဝင်အခြားကိစ္စတွေနဲ့စေယုစုကရေးယူမှဖြစ်တယ်လို့ကြော်မျိုးမင်းကချိန်ချောက်ပြောဆိုထားပါတယ် ်စေယောစုကသူတို့စိတ်တိုင်းကြလုပ်ဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွက်အမှုပညာလောကကနာမည်ကြီးပြုဆောင်တွေကိုတုံးထားတဲ့ဝါရဖြန့်ဇကာကိုအော်တိုဘာနောက်ဆုံးပတ်မှာထုံးလွှင့်ခဲ့ပေမဲ့ပြည်သူတွေဘက်ကအမှုပညာရှင်တွေကိုဝေဖန်ဖြစ်တင်မှုတွေနဲ့အတူတပိတ်မှောက်တာဝိုင်းကောနဲ့လူမှုရေးပြစ်ဒဏ်ခတ်တာဆိုရှယ်ပန်ရှမန့်တွေလှုပ်လာကြပါတယ်ဒါကြောင့်စစ်တပ်လက်အောက်ခံ ပြည်ချိုင်းဝင်ကြီးဌာနကပြီးခဲ့တဲ့အော်တိုဘာ30ရက်မှာ အမှုပညာရှင်အားလုံးကိုရေးဖို့အစည်းအဝေးခေါ်ပြီးရွေးကောက်ပွဲကမ်ပိန်းအတွက် မဖြစ်မနေပါဝင်ပေးဖို့နဲ့မပါဝင်အရေးယူမဲ့အကြောင်းထိန်းချုပ်ခဲ့ပါတယ်စစ်ကောင်စီကသူတို့ရဲ့ဝါဒဖြန့်ဇက်ကားကိုဝေဖန်လို့ဝေဖန်တဲ့အကြောင်းအရာတွေကိုထောက်ခံလို့ဆိုတဲ့အကြောင်းပြချက်နဲ့လဲစစ်တပ်ကဒါရိုက်တာ၃ဦးနဲ့တရုတ်ဆောင်၂ဦးကိုမတရားဖမ်းဆီးထားပါလေတဲ့ဒီနေ့ည၈နာရီခွဲလောက်မှာစစ်တပ်ထောက်ခံတဲ့တရင်ဌာနတစ်ခုမှာတော့ဖွဲ့ဖွဲ့ပြန်လွတ်ပြီးအလင်းရောင်ထပ်အဖမ်းခံရတယ်လို့တရင်ဖော်ပြထားပါတယ် ဒါပေမဲ့အဲ့ဒီအချက်လက်တွေကိုလူလူတွေဦးနေနဲ့အတိအတိပြုနိုင်ခြင်းမရှိသေးပါဘူးအချင်းကြရာကနေပြန်လွတ်လာပြီးဇက်ကားတွေမရိုက်တော့တဲ့အမှုပညာရှင်တွေအပါအဝင်အမှုပညာရှင်တွေအားလုံးကိုစစ်တပ်ကဝါရဖြန့်ဖို့ရိုက်ကူးမပေးရင်အေးအေးယူမယ်လို့ထိန်းချုပ်ပြီးနောက်မှာဒိုင်တာ1မီးဘွားမင်းလွင်ထက်အောယတအင်နာဂျောစင်ပြည်သူစတဲ့နာမည်ကြီးအမှုပညာရှင်တွေပါရိုက်ကူးပေးနေရတယ်လို့စုံစမ်းသိရှိရပါတယ်ကဲရှင်းပါတယ်เนาะအဲ့တော့ကျွန်တော်ပြည်သူတွေအနေနဲ့ကသူတို့က ဒီပြည်တွင်းမှာရှိတဲ့အမှုပညာရှင်တွေကိုအခုလိုမျိုးတိမ့်ကျုံပြီးတော့နိုင်ငံစီးနင်းပြုလာရင်ပြည်သူတွေအနေနဲ့ဒီအမှုပညာရှင်တွေကို နားလည်ဖို့လိုသလိုကျွန်တော်တော်လှန်ရေးအရှိန်မြင့်ဖို့လိုအပ်ပါတယ်။နောက်ပြီးတော့စဉ်းစားကြည့်ပါဒီလိုမျိုးဝါဒပြန်ဇက်ကားကိုမပါတာနဲ့ဖမ်းမယ်ဆိုတဲ့အရာကြီးကအဓိပ္ပာယ်ရှိလား။ကြားရတာနဲ့ဒီကျွန်တော်တို့ကရှက်ကိုအားပေးထောက်ခံတဲ့ဘက်ကဒီလိုအလုပ်မျိုးလုပ်မယ်ဆိုရင်ပေပေလောက်အောင်ရှက်စရာကြီးနော်။ ဒါပေမဲ့ရှစ်ဆရာကိုရှစ်ဆရာကောင်းမဲမတိတဲ့လူအတိုင်းဝိုင်းဆိုရင်တော့လေပြောမတတ်ဘူးဟုတ်တယ်လေမင်းတို့ကမင်းတို့ရွေးကောက်ပွဲလုပ်တာလေမင်းတို့ရွေးကောက်ပွဲငါအားမပေးဘူးလေဘယ်ကဘာမှလည်းမကြဘူးဒါမျိုးရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲကိုမထောက်ခံလို့ဖမ်းပါတယ်ဆိုတဲ့ဟာမျိုးဘလို့တတော်ဝါတွေလည်းမတည်ဘွာငါဒီမြန်မာပြည်မှာတတော်အောက်တန်းကြတဲ့ကောင်တွေဘလို့ဖြစ်လို့လာပြီးမွေးဖွားပြီးလူဖြစ်လာကြလဲဆိုတာစဉ်းစားလို့မရဘူးเนาะအဲ့တော့ကျွန်တော်တို့က ဒီတော်လှန်ရေးနိုင်မဖြစ်မယ်ဆိုတာစဉ်းစားကြည့်အခုမင်းအောင်နိုင်ရအာနာသိန်းတာအာနာမရသေးဘူးနော်တူးလက်ဖက်အာနာမရသေးဘူးတူးလက်တရားမဝင်သေးဘူးနော်ရှင်းရှင်းပြောရင်မင်းအောင်နိုင်အနေထားစစ်တပ်ကခေါင်းဆောင်တယောက်ဖြစ်နေလို့တာဒါလောက်အချိန်နဲ့တွားနေတာမင်းအောင်နိုင်ရရာဇဝတ်ကောင်ဘဝရောက်နေပြီမြန်မာမာရောကဘာမာရောနှစ်ခုလုံးမှာရာဇဝတ်ကောင်ဖြစ်နေတဲ့ကောင်ကြီးအဲ့ဒါလောက်ကောင်ကြီးကခွေးကြကြလာတဲ့တနေ့အကုန်လုံးစမုံတုံးမှာနော်လောက်ထအခု မင်းတို့မင်းအောင်လှိုင်ရဲ့ဒီစစ်တပ်ခေါင်းဆောင်ဆိုတဲ့အရှိန်နဲ့ဒီစစ်တပ်ခေါင်းဆောင်အာနာတိန်းတောင်လှုပ်ရှင်နေလှုပ်မယ်ဆိုရင်မတော်လို့တော်လှန်ရဲ့အပြောင်းလဲမြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပြီရှိတော့ဘလို့ရင်ဆိုင်ကြမလဲအဲ့ဒါပြောတာနောက်ပြီးတော့ကျွန်တော်တို့ကိုယ့်ဘက်ကလူတွေကိုပြောချင်ပါတယ်ဒါကတော့ NUG မှာပဲဖြစ်ဖြစ်တိုင်းသား EA ဝင်ဖြစ်ဖြစ်ဒီတော်လှန်ရေးမှာ NUCC ပဲဖြစ်ဖြစ်စတဲ့ဖြစ်ပေါ့နော်ဒီခေါင်းဆောင်ဘိုင်းနေနဲ့အထူးတစ်ဖြစ် အယူကြီးရဲ့စည်ရေးဌာနပေါ့နော်ဒါပေမဲ့စည်ရေးဌာနတစ်ခုတည်းကိုလည်းကျွန်တော်တို့ကပုံချလို့မရဘူးကျွန်တော်တို့အလုံးလုံးတဲ့နေရာမှာနိုင်ငံတကာရဲ့ဂျီနီဗာကွန်ဗင်းရှင်းလို့အနိုင်ငံတကာစစ်ဥပဒေလို့စသဖြင့်ဒါတွေကိုလေးစားလိုက်နိုင်ရတာလေကျွန်တော်တို့နားလဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘာလုပ်နေတာလဲဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတာမဟုတ်ဘူးတော်လှန်ရေးလုပ်နေတာတော်လှန်ရေးလုပ်တယ်ဆိုတာတော်လှန်ရေးနိုင်ဖို့အဓိကကိုဥတည်ချက်ထားရပါမယ် ဒါလေးကိုပြောက်လို့မရဘူးနိုင်ငံတကာစီးမင်းစည်းကမ်းတွေလိုက်နာတာလိုက်နာတာတကြောင်တော်လှန်ရေးနိုင်ဖို့အတွက်ကတော့နံပါတ်1အရေးကြီးဆုံးနေရာမှာထားပါမယ်နော်ဘာဖြစ်လို့လဲခါကျရင်ဒီတာဝန်ရှိတဲ့လူကြီးတွေကျွန်တော်စကားပြောရတဲ့ဟာမျိုးကြရင်ဥပဒေတွေကိုတအားကြီးအလေးပေးတယ်စာအုပ်ကြီးတိုင်းတအားဖတ်တယ်နော်စာအုပ်ကြီးတိုင်းတအားဖတ်တယ်အာတော်လှန်ရေးကဘယ်လိုစနစ်နဲ့လုပ်ရတာဘယ်လိုဥပဒေနဲ့ဘယ်ဟာသွားလုပ်ရင်ဘယ်လိုဥပဒေနဲ့မညီဘူးလို့ဘယ်လိုလှုပ်ထုံးလုပ်နီးမပါဘူးလို့လှုပ်ပိုင်ခွင့်မရှိဘူးလို့စတဲ့ဖြစ်ဒါတွေပေါ့ဒါလိုလှုပ်လို့မရဘူးလို့ ိုတော့အဲ့ဒီစာအုပ်ကြီးအတိုင်းအတာတွေကိုကျွန်တော် short ဖို့လိုတယ်အခုသူတို့ဘက်ကကြည့်เนาะသူတို့ဘက်ကရှင်းရှင်းလေးပဲကျွန်တော်အစအနေနှိုင်းရှင်ပြမယ်တုံ့ပန်းလဲမယ်အခုတိုက်ပွဲတွေနှစ်ဖက်တိုက်ထားတာ9နှစ်ရှိပြီဗျာတုံ့ပန်းလဲမယ်နော် PDF တွေဖမ်းမိထားတာစစ်ကောင်စီမှာဘယ်နှယောက်ရှိတယ်ဒီစစ်တပ်ကဖမ်းမိတာတော့ဒီစစ်တပ်ကကောင်တွေကိုဖမ်းမိတာတော့ဘယ်လောက်လဲတော့မပြောမသိဘူးကျွန်တော်စဉ်းစားတဲ့တင်းနိုင်တိုင်းမှာအဲ့ဒီထောင်မှနေမနေတွေ့တယ် ကရင်ဒီပါဆိုလဲဘုံကြီးနေမျိုးစင်လို့ထောင်ထဲမှာစကားပြောနေတာအများကြီးပဲเนาะဒါအဲ့နှစ်ခုလက်တခြားတော့တိုင်းတဲ့ပြည်နယ်တွေတဘုံကြီးအဒီထောင်နေထောင်နေမှာဘယ်တော့မှရှိလဲမသိဘူးဆိုတော့ကိုယ့်ဘက်မှာကြတော့သူတို့ဘုံချီရမိတဲ့ကောင်တွေကိုအေးစင်စင်အမ်ကျွေးမွေးပြုစုပြီးတော့ပြည်သူလှူဒန်းတဲ့ရိတ်ခါတွေနဲ့ညိုဆော့ပြီးကျွေးထားတယ်เนาะသူတို့ဘက်မှာတုံ့ပန်းလဲမယ်ဆိုတော့ PDF ဖန်တာတယောက်ရှိတယ်ရက်ွက်တဲ့ဘာမှမဆိုင်တဲ့ကလေးတွေကိုလိုက်ဖန်အဲလိုက်ဖန်ပြီးတော့ပတ်စံနဲ့လာရွေးခိုင်းတယ် လာရွေးခိုင်းပြီးတော့ရွေးနိုင်တဲ့ဒူတွေကိုစိုင်းပုံအနောက်ကနေချိန်တယ်။အဲ PDF တွေမိမရင်ဝင်ပြန်အနှံ့ပါလေဆိုပြီးတော့အဲ့ဒီရက်ွက်တဲ့ဖမ်းပြီးတဲ့ကလေးတွေကိုလက်မှတ်ထိုးခိုင်းမိမိတွေလက်မှတ်ထိုးခိုင်းပြန်ထည့်လိုက်တယ်။ပတ်စံနဲ့ဘေးရွေးခိုင်းတယ်။380 200 350 380ကနေစတယ်။တော့အခုဆိုယာချီဖြစ်ကုန်မရွေးနိုင်တဲ့ကောင်တွေကိုဘာလုပ်လဲအနောက်မှာထားတယ်ချုပ်ထားတယ်ပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေဘယ်ကောင်တွေမဲပေါက်လဲမင်းတို့မဲပေါက်တယ်မင်းတို့သားထည့်မလားနှားထည့်မလား ။ဟာမလို့ပါနဲ့ကျွန်တော်တတိမသားတို့ဒီကြောက်ဝဲရှင်ဘလူကမလိုက်ရှင်ဦးလေသေတွင်လေ။တို့စစ်တပ်အောင်ထောက်ခံတဲ့ကောင်တွေကမသွားချင်ဘူး။ဘာလို့ပြေပြန်တိနေတာ။ဘွေးစီဝဲဆွဲမှတိနေတာ။ဘွားပြန်မှတိနေတာ။ဆိုတော့အဲ့လမ်းကိုမထည့်ကျင်ကြတော့ဘာဖြစ်လဲ။ငှားထည့်ကြတယ်။ရော့လာသိန်း200ပေး။ရော့အစစ်စစ်။ခုနကဖမ်းပြီးမရွေးနိုင်တဲ့ကောင်တွေကိုထည့်စစ်မှုထမ်းတဲ့ကိုဒီလိုတွေလုပ်နေတာလေ။အဲ့တော့ဒီစစ်မြေပြင်မှာဖမ်းမိတဲ့ PDF အရှင်ဘယ်နှယောက်ယူလဲ။နီးမျိုးစုံနှိမ့်ဆက်တတ်ဖြတ်ပလိုက်တာအကုန်လုံး ါကဒါတုံမန်းကန်နာနော်နောက်တစ်ချက်အခုကျွန်တော်တို့ဘက်ကဒလန်တွေဖမ်းတယ်ဒလန်တွေဖမ်းတယ်ကျွန်တော်တို့ဘက်ကဖမ်းတဲ့ဒလန်နဲ့သူတို့ဘက်ကတနစ်ပြစ်တတ်တဲ့ပြည်သူဘယ်ဟာများလဲတော်လန်ရေးဘက်ကတလဖမ်းတဲ့ဒလန်ခမားတို့ပြောလို့ဗျာအာဒလန်ဆိုပြီးတော့တတ်တာပေါ့ထအဲ့လိုထဒါပေမဲ့အဲ့ဒီတော်လန်ရေးအင်အားစုဘက်ကတနိုင်ကန်လုံးမှာတလတိတိအေးယူတဲ့ဒလန်နဲ့ဥယျာဉ်နဲ့စစ်တပ်ဘက်ကတရက်ဘုံကျဲတဲ့ဥယျာဉ်ဘယ်ဟာများလဲ မသေးရတဲ့နေ့ပြည်သူရှိလားနော်ဒလန်ဒလန်အောင်းနေပေမဲ့ဒလန်အနှစ်လုံးဖမ်းတတ်တဲ့လူဦးရေဘယ်လောက်ရှိတယ်ဒလန်တက်လို့ထံကုန်တက်မှ2ရောက်ပဲထိတာနော်ဒါပေမဲ့စစ်တပ်ကဘုံတစ်ခါကျဲဈေးကိုဘုံကျဲတယ်စာတင်ကျောင်းကိုဘုံကျဲတယ်ဆေးရုံကိုဘုံကျဲတယ်စစ်ဘေးရှောင်စခန်းဘုံကျဲတယ်ရွာလယ်ကောင်ဘုံကျဲချတယ်ဘာမှမဆိုင်တဲ့စစ်ရေးပြစ်မှတ်တွေဘုံကျဲချလို့အစုလိုက်အပြုံလိုက်ပေရတာဘယ်နှကြိမ်ရောက်ရှိပြီနော် အခုတော်လိုင်းရဲ့ဒီဒီအခုဒီဒီဘက်ဆိုရေချိန်ပုံမြင့်လာပြီနော်ဘာမှမဆိုင်တဲ့အခုဒိုင်တာမိုက်ဒီတို့ပါလို့နော်အုံတိုင်းဆိုလဲခုနကပြောအုံတိုင်းနဲ့တော်လိုင်းနဲ့တမမဟုတ်တမန်ပြည်သူနဲ့ပြည်သူပဲဒါပေမဲ့ခုနကပြောသလိုစာလေးတစ်လုံးရေးလိုက်တယ်ဟာလူတယောက်ကိုဘဝပြက်အောင်ထောင်ထဲဖမ်းတဲ့ပြည်ထောင်ထဲမှာရှိတဲ့လူတက်တခေါမဒိန်ကောင်လေးကြတော့ဝင်လိုက်ထွက်လိုက်ဟမ်ထောင်ထဲမှာပြည်နေတယ်ဘယ်လိုလဲနိုင်ငံအတွက်ကောင်းစေခြင်းတို့ပြောဆိုတဲ့လူတွေအားလုံးကိုထောင်ထဲပြည်အောင်ထည့်ပြည်တယ် ကိုယ့်ဘက်ကလူတွေကြတော့ဘာဖြစ်လဲဒလန်တက်တာတော့မှအခုမျိုးပြပြောက်ကြတယ်နော်မျိုးပြပြောက်ကြအင်အားတွေဘာဖြစ်တော့မပြတ်နိုင်ဘူးနံပါတ်1မျိုးပြပြောက်ကြတယ်နေရထိုင်ရအင်မတန်ခက်ခဲတယ်နော်အင်မတန်ခက်ခဲတယ်ရက်တည်မှုခက်ခဲတယ်ဘတ်ဂျက်ရှာမှုခက်ခဲတယ်ဒါပေမဲ့ပြင်းမှတ်တစ်ခုကိုစောင့်ကြည့်လို့တွေးတွေးလာတဲ့အဲ့ပြင်းမှတ်ဘိုင်းလည်းလုပ်လို့မရဘူးအစင်းစင်းတင်ရတယ်တင်လို့အပေါ်ဆုံးရောက်လို့ဟိုကလက်မခံဘူးဆိုရင်တွားမလုံးနဲ့တွားလုံးရင်ဖြစ်ချင်းစစ်ခုံရုံပို့ကန်တည်တယ်ဆိုတော့ကိုယ့်ဘက်မှာကအဲ့လောက်ထိချုပ်ထားရတယ် ်သူတို့ဘက်မှာကျတော့အသေးလေးပေးတာလာဖန်းထောင်နေတယ်ဟာဟာပေးလာဖန်းထောင်နေတယ်အခုရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲကိုမပူးပေါင်းလို့တဲ့စမ်းကျင်တာမဟုတ်နှောက်ရတာမဟုတ်တော့မပူးပေါင်းလို့ဖမ်းမိထည့်တယ်ဆိုတော့မပူးပေါင်းလို့ဖမ်းထည့်မယ်ဆိုမင်းတို့တနိုင်ငံလုံးဖမ်းထည့်လိုက်ပြီကွာဟမ်လာတနိုင်ငံလုံးဖမ်းထည့်ငါတို့ဒီပတ်ရောက်ပြီပါလာဖမ်းထည့်လာဆောက်ရှစ်နေလည်းမရှိကြအောင်ဒီလိုဟာမျိုးကိုငါတို့ဘက်တော်သားပါလို့အားပေးနေတဲ့အတန်းသားတွေကိုလည်းကျွန်တော်အံ့ဩလို့မစိုးဘူးအကောင်းပြောတာပါဒါကြီးကလေ တို့ကတော့တွေးလားမတွေးလားတော့မသိဘူးဒါကြီးကမင်းတို့အားပေးနေတဲ့ဒူတွေကိုပါအခုလောက်ရက်တည်းစော်ကားတာပဲတလို့လူမဆန်တဲ့လောက်ရက်ဥတရားမမြတ်သားတဲ့လောက်ရက်ဥပဒေမဲ့လောက်ရက်တွေကိုလုံနေတာဒီငါတို့အားပေးငါတို့အားပေးတဲ့ဗက်အချမ်းမို့လို့အာမှန်တယ်လို့ဆိုလို့ရှိရင်တော့အဲ့ဒါမင်းတို့ရဲ့တန်ဖိုးကတွားပြီနော်ဒါလေးပဲပြောချင်ပါတယ်အဲ့တော့ဖွေးဖွေးအခုလိုမျိုးလောက်တာဒီအင်မတန်လူမဆန်တဲ့စုပ်ပဲ့တဲ့လောက်ရက်ဖြစ်တယ် ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနိုင်ငံမှာဒီအာအနာယူတွေကိုဘလုံးနီးနေမှတိုင်းပြည်ထဲမှာခြေချဝင်အောင်မပေးသင့်ဘူး။နော်ကျွန်တော်တို့နိုင်အောင်တိုက်တာဒီတော်လိုင်းမယုံမရှိနဲ့နိုင်အောင်နိုင်လိုက်မယ်။ဘာဖြစ်လို့လဲ။ PDF တွေများလာတယ်ဘလူးကြောင့်။တော်လိုင်းအစမှာလက်သုံးဆောင်တောင်ပြီးဆန္ဒပြတဲ့ချိန်မှာဒါပြည်သူအာဏာကိုပြန်ပေးလိုက်မယ်။စစ်တပ်ကစစ်တမ်းလျှောက်ပြန်လိုက်မယ်ဆိုအခုလိုမျိုး PDF တွေပေါ်လာစရာအကြောင်းရှိလား။အဲ့ဒီချိန်မှာဘဒူးမှလောက်လေးခွာတော့မကင်ဘူး။အရှင်းကဆန္ဒပြဝိုင်းအနောက်ကအမိုက်လိုက်တော့တယ်။ အဲ့ဒီအချိန်မှာတိုင်းပြည်ကိုညှိနှိုင်းပြီးတော့စစ်တပ်စစ်တမ်းလျားပြန်လိုက်မယ်ဆိုရင်အခုလိုမျိုး PDF တွေပေါ်လာစရာအကြောင်းရှိတာအဲ့တော့မင်းတို့စစ်တပ်ထောက်ခံတဲ့ဒုတိအနေနဲ့မင်းတို့ PDF တွေကိုမုန်းလို့ရှိရင် PDF တွေပေါ်လာတဲ့ဇင်းမြစ်ကိုမင်းတို့တီးဖို့လိုတယ်အဲ့ဒါပဲတော့အခုဖွေးဖွေးထပ်ဖန်းတယ်ရတဲ့ဖန်းမင်းတို့ကတော့မင်းတို့မှာအကြောက်တရားနဲ့အနိုင်ကျင့်မှုလုပ်မှာပဲဒါပေမဲ့မင်းတို့လက်မှာခံနိုင်ရှိအောင်ကြိုးစားဖို့ဘာဖြစ်လို့လဲတော်လှန်ရေးအောင်းဝိုင်းရင်မင်းတို့ကအစား နှိုင်းရှင်ပြမှာကွာနောက်ဆုံးနှိုင်းရှင်ပြတော်လှန်ရေးရှုံးဝိုင်းတော်လှန်ရေးမှာပါဝင်တဲ့လူတွေကိုနိုင်ငံတကာကဝန်းရံပြီးကူညီပြီးနိုင်ငံတကာမှာခေလုံခွင့်ရတယ်နော်နောက်ဆုံးတော်လှန်ရေးနိုင်ဝိုင်းမင်းတို့စစ်တပ်ထောက်ခံတဲ့အပိုင်းဝင်ဘလောက်ထလောင်မလဲငါသိချင်တယ်ဟမ်ဘယ်လိုပြေးမလဲလုံးလုံးစက်အခုတော်လှန်ရေးနဲ့ဘက်ကလက်နိုင်ပြီးတော့မင်းအောင်နိုင်ကြာရှုံးသွားပြီနော်ဒီစစ်တပ်ကလည်းဟိုနေ့ပြသွားပြီးတော်လှန်ရေးကိုရှုံးသွားပြီး မင်းတို့ထင်တာကဗါလေတော်လှန်ရေးအဖွဲ့တွေကဒီစစ်တပ်အားလုံးကိုလာတိုက်မှာစစ်တပ်ထဲမှာပြည်သူဘက်ကရက်တီတဲ့စစ်ဗိုလ်ချုပ်ဘယ်လောက်ရှိတယ်မင်းတို့တိတာဟမ်မင်းတို့တွေးဘူးလားတော်လှန်ရေးထဲမှာမင်းတို့စစ်တပ်ထဲမှာပြောတာပြည်သူဘက်ကိုရက်တီနေတဲ့ဒါပေမဲ့လက်ရှိတော့မင်းအောင်နိုင်ရဲ့အောက်မှာနေနေရတယ်ဒါပေမဲ့ပြည်သူဘက်ကိုရက်တီတဲ့စစ်ဗိုလ်ချုပ်ဘယ်လောက်ရှိတယ်မင်းတို့တိတာအဲ့တော့တော်လှန်ရေးချက်ချင်းပြောင်းလဲသွားလို့ရတယ်ဆိုတော့အဲ့ဒါတွေအများကြီးရှိတယ်အဲ့လိုပြောင်းလဲသွားလို့ရှိရင်မင်းတို့တွေဘယ်လိုပြေးကြမှာလဲ ဟမ်အဲ့ဒီအော်နေတဲ့အခုကြော်မျိုးပြီးဆိုနော်တစ်ဖက်သားပေါ့ပေါက်ပန်းလေးစက်အော်နေတဲ့ကောင်ဟမ်မပူပေါင်းလို့ဖမ်းဖို့စီးဖို့ပြောနေတယ်ဆိုတော့မိမလောင်မိမချာမဆက်ဟမ်အပြစ်လုပ်လို့ကွာဒီယူကောက်ပွဲကိုတယော်လို့နောက်ဆုံးသူတို့ယူကောက်ပွဲကိုအာဘာဖြစ်လဲညာဖြစ်လဲစန့်ကျင်လိုက်လို့ဖမ်းဖို့အော်ရင်မပြောပါသေးဘူးအခုကမပူးပေါင်းလို့ဖမ်းတယ်ဆိုတော့လူကြားလို့တော့မကောင်းဘူးကွာမင်းတို့မလို့မင်းတို့မရှက်ဟမ်အဲ့တော့အဲ့ဒီကောင်တွေရွေးကောက်ပွဲလာဒီတော်လန်ရဲ့နိုင်ဝါလို့ရှိရင်မင်းတို့ဘယ်ကိုပြေးမှာလဲအနည်းဆုံးတော့ထိုင်းတော့ပြေးလာမှာပဲ ထိုင်းပြည်ကြီးအမှစီးရိုက်တဲ့ခဏဒီမှာမင်းတို့ပြင်းမနေရမရှိဘူးအကောင်းပြောတာတော်လိုင်းရင်နိုင်ဝမ်းကြီးတွားပြီးစစ်တပ်ထောက်ခံတဲ့ဒီလိုမျိုးလူမဆန်လောက်ရက်တွေကိုလောက်ခဲ့တဲ့ဒူတွေလောက်ဖို့မြောက်ပေးတဲ့ဒူတွေအကုန်လုံးကရာဇဝမှုတင်မှာအဲ့ဒီချိန်ကျရင်ထောင်ထဲမှာအကုန်ပြေးမှာမပူနဲ့နော်အဲ့တော့မင်းတို့ကိုယ့်ဘက်ကိုကိုတွေးပါလူမဆန်တဲ့လောက်ရက်တွေကိုတအားကြီးလောက်လာရင်ဆိုရင်မကြပါဘူးချိန်နေကြရှုံးနေတယ်တိလားဂရာဖီကိုကြည့်ပါဟာမင်းအောင်နိုင်အာနာရှိတယ်ဆိုတော့ ဂရာဖီလာသိခေါ်ပေါက်နေတော့ရှိတယ်တိလာဒါပေမဲ့ဂရာဖီပဲဘွားရောက်သွားတယ်နော်အဲ့တော့ငါတို့ရဲ့အင်ပါယာကြီးကမကြပါဘူးမကြပါဘူးထင်တော့မှားသွားလိမ့်မယ်ကြတဲ့တနေ့ငါတို့ဘာလုပ်မလဲခံနိုင်လားဆိုတော့တွေးထားပါနော်ပြည်သူတွေကတော့တအားကြီးနာကြီးနေပြီအခုမိုးကုတ်မှာပြန်ပြီးတော့မိစ္ဆာနှင်းနဲ့တန်ဖုံးတီးနေပြီမိုးကုတ်ကနေတနိုင်ငံလုံးအောင်ဝဲလာလိမ့်မယ်